ကချင်ပြည်နယ်ဆော့လော်မြို့နယ်လန်စီကျေးရွာအတွင် KO KA လက်နက်ကင်အဖွဲ့ရဲ့အခိုင်အမာတက်ဆွေးထားကြတဲ့တက်စခန်းတည်နေရာတွေကိုတပ်မတော်လေကြောင်းမှအော်တိုဘာလ21ရက်နေ့နေ့လယ်12နာရီအချိန်ခန့်ကတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး၎င်းတို့ရဲ့စခန်းတချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့လန်စီဒေသခံတွေကပြောပါရယ် လန်စီကျေးရွာအတွင် အခိုင်မာတက်ဆွေးနေထိုင်ကြတဲ့ KOKA လက်နက်ကင်အဖွဲ့ရဲ့ရုံနယ်ဂိတ်သေးအနီးဘုံကြားရောက်ပောက်ကွေးမှုဖြစ်ပွားခဲ့ပြီးတပ်စခန်းအချို့နဲ့အနီးနားရှိဈေးဆိုင်ခန်းတစ်ဆိုင်မီးလောင်ပျက်စီးသွားတယ်လို့လန်စီကျေးရွာနေဗီဒူတအူကပြောပါရယ်ဒီနေ့မနက်မှာပဲတပ်ကလေရင်နဲ့ဘုံကျေးသွားတယ်လန်စီကျေးရွာအဝင်နားက KOKA ဂိတ်သေးနဲ့ရုံခန်းနားကိုကျသွားတာဟုတ်တယ်အဲ့ဒီနားတဝိုက်ကသူတို့စခန်းတွေနဲ့အနီးနားကဈေးဆိုင်အသေးလေးတစ်ဆိုင်တော့မီးလောင်သွားတယ်လူထိခိုက်တေဆုံးတဲ့အတန်တော့မကြသေးဘူး လက်ရှိလမ်းစီမှာကအင်တာနက်သုံးလို့ရတဲ့ဆက်တွေကို KIO ကံရီတို့ကအကုန်လုံးတင်လိုက်တော့ဆက်တွေတရင်ပေးဖို့အခက်ခဲရှိနေတယ်လို့၎င်းကပြောပြပါရယ်လမ်းစီဒေသမှာခြေကုပ်ယူတက်ဆွေးထားတဲ့ KIO ကံအေလက်နက်ကိုင်အဖွဲ့အားတပ်မတော်မှလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်ခဲ့ပြီး၎င်းတို့အဖွဲ့မှထိခိုက်တေဆုံးမှုတွေလည်းရှိခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရပါရယ် လန်စီဒေတာဟာရွှေနှင့်မီရှာတတုထွက်ရှိရာဒေတာဖြစ်ပြီးအဲ့ဒီဒေတာမှာကန်အိုကန်အေလက်နက်ကိုင်အဖွဲ့ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းကအကျူးတူစီးပွားလုပ်ငန်းတွေလုပ်ကိုင်နေပြီးဒေတာခံပြည်သူတွေအပေါ်မတရားလူတွေစုဆောင်းခြင်းအခုအမျိုးမျိုးကောက်ခံခြင်းစတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့ပြီးဒေတာခံပြည်သူတွေမှာနေရွှန့်ခွာကဘေးလွတ်ရာနေရာဒေတာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ် ။ဆော့လော်မျိုးနေလန်စေးဒေတာဟာကချင်အထူးဒေတာတိနေမြေအတွင်မှကျေးရွာတစ်ခုဖြစ်ပြီးလီစုရဝါနဲ့လော်ဝတိုင်းသားတွေနေထိုင်ရာဒေတာတစ်ခုဖြစ်ပါရယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအရေးပေါ်အခြေအနေအဖြစ်ကချင်ပြည်နယ်အတွင်းမှချီဖွေမြို့နယ်ဆော့လော်မြို့နယ်အင်ဂျန်ရံမြို့နယ်ရွှေကူမြို့နယ်နဲ့စွန်ဘရာဘုံမြို့နယ်တို့အားပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။